ထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ထောင်ဖာပေါ်မြို့နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသား28ဦးထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။စက်တမ29ရက်ကထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ထောင်ဖာပေါ်မြို့နယ်အတွင်းဝချီရာလောက်ကွန်းဆယ်အရှိမရှိတဲ့စစ်စည်းရေးဂိတ်မှာ မော်တော်ယာဉ်တစ်စီးပေါ်လိုက်ပါလာတဲ့ထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား19အမျိုးသမီးကိုအိုစုစုပေါင်း28ဦးကိုထိုင်းအနာပိုင်တွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ထိုင်းအနာပိုင်တွေကစကံပြုံတွေကနေတဆင့်စစ်ဆေးမေးမြန်းခဲ့ရာအဆိုပါထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာမြန်မာနိုင်ငံရန်ကုန်နဲ့မန္တလေးဘက်ကနေထိုင်းနိုင်ငံအတွင်းအလုံးလုံးကိုင်းနိုင်မှုအတွက်ပွဲစားတွေကိုဒုက္ကိုဘတ်1000ကနေဘတ်2000အထိပေးချေခဲ့ရကြောင်း ထိုင်းသတင်းတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်။အလားတူပြီးခဲ့တဲ့စက်တဘာ25ရက်ဒေသစံတော်ချိန်ညပိုင်းကလည်းထိုင်းနိုင်ငံကချနာပေါ်ရီပြင်းနဲ့ဆန်ကလာပေါ်ရီမြို့နယ်မှာရှိတဲ့နမ်ပကိတ်စစ်စေးရေးကိမှာမော်တော်ယာဉ်တစ်စီးပေါ်ကနေအထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးတို့ကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့သေးတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။ အဲ့လိုပဲစက်တမ22ရက်ဒေသစံတော်ချိန်ညနေ4:15မိနစ်ခန့်ကလည်းထိုင်းနိုင်ငံကချနာပိုရီပြည်နယ်အတွင်းမှာရှိတဲ့အဝေးပြေးလမ်းမပေါ်မှာမော်တော်ယာဉ်တစ်စီးပေါ်ကနေအထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား9ဦးနဲ့အမျိုးသမီး6ဦးတို့ကိုထိုင်းအနာပိုင်တွေကဖမ်းဆီးရမိခဲ့တဲ့ကြောင့်လည်း၎င်းတို့ကိုထိုင်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်